မင်္ဂလာပါရှင် MFP ရဲ့တနေ့တာအညာမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်32မူအိမ်ကျဲပါ။တရုတ်နဲ့အာနာသိန်းဆိုးဆူတို့ပူပေါင်းကတန်တက်မတော် TNN ကိုတရုတ်နိုင်ငံဘက်ခေါ်ယူပြီးတင်ပိုက်ထားတဲ့နေမြေတွေဆွန့်လွတ်ဖို့ညှိနှိုင်းရအဆင်မပြေဖြစ်ပြီးတဲ့နောက်ဆိုးဆူကမနေ့ကညပိုင်းနဲ့ဒီကနေ့မနက်ပိုင်းမှာ TNN ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကို၃ချိန်ဘုံကျဲတက်ဖြတ်ခဲ့ပါရစေ။မေလ2ရက်ညပိုင်းမိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်းကအုတ်ကျင်းတမာယုံနဲ့ ဗမုံရွာတွေကိုစိုးစုကတိုက်လေရင်နဲ့ပုံကျဲတစ်ဖြတ်ခဲ့သလိုမေလ3ရက်ဒီကနေ့မနက်ပိုင်းမှာလဲမိုးကုတ်မြို့အနောက်ပိုင်းကတဲ့ရက်ကွက်ကိုတိုက်လေရင်နဲ့ထပ်မံပုံကျဲတစ်ဖြတ်ခဲ့တာပါ။ညာပိုင်းပုံကျဲခံရမှုမှာလူထိခိုက်သေးဆုံးတာမရှိဘဲအဆောင်အုံတွေသာပျက်စီးခဲ့ရကြောင်းစိုးစုကမနက်ပိုင်းလူစီကားချိန်လူနေရက်ကွက်ထဲကိုထပ်မံပုံကျဲတစ်ဖြတ်တာလို့မြို့ခံတွေကပြောပါရယ်။မုဂုံမြို့အနောက်ပိုင်းကြက်ပြင်ကတဲ့ရက်ကွက်ကိုဒီမနက်ပိုင်းစိုးစုကကြက်ဖိုက်တာတိုက်လေရင်နဲ့ တကြိမ်ဘုံကျဲရမှာပယံဆရာအမျိုးသားတူဘုံထိမှန်သိဆုံးတယ်လို့မြို့ကန်တူက MP ကိုပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဒေသခံတူသိဆုံးခဲ့ပြီးတူထိခိုက်တန်းရရှိကနေတဲ့ချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ TNN တွေကထုတ်ပြန်ထားပါတယ်။ TNN တွေသိမ်းထားတဲ့နယ်မြေတွေပြန်ဆွန့်လွှတ်ဖို့စိုးစုကတရုတ်အာကိုနဲ့ခေါညရာအစမပြေဖြစ်ပြီးတဲ့နောက်အခုလိုမျိုးကိုဘုံကျဲတက်ပြတ်တာဖြစ်တယ်လို့မြို့ကန်တူကမှတ်ချက်ပြုပါတယ်။တရုတ်ရဲ့ဂျားဝဲစားလို့စီစဉ်ပေးမှုနဲ့ TNN တွေနဲ့စိုးစုကြား အပြစ်ခတ်ရစေးဆွေးနွေးမှုကို AB 28ရက်နဲ့29ရက်ကတရုတ်ပြည်ကူမင်းမြို့မှာနှစ်ရက်တာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာစောစုဘက်ကတက်တုံညာနှစ်ကွန်ဆစ်စင်ရေးကာလအတွင်း TNN နဲ့သိမ်းပိုက်ထိန်းချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေ TNN တွေတက်တွေကိုပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်ဒုံမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာဖို့တောင်းဆိုခဲ့ရမှာ အပြတ်ညင်းဆိုခဲ့တယ်လို့ TNN ပြောရေးဆိုခွင့်ရှိသူလွေဦးက MFP ကိုပြောပါရယ် TNN သိမ်းပိုက်ရယူထားတဲ့မိုးကုတ်မြို့အပအဝင်နေမြေဒေသတွေကနေပြန်လည်ဆုတ်ခွာဖို့စောစုကတောင်းဆိုတာကိုအပြတ်ညင်းဆိုခဲ့ကြောင်း TNN ကသတင်းထုတ်ပြန်ပြီးတဲ့နောက်နိုင်ပိုင်းအကြံမှာပဲစောစုကအခုလိုမိုးကုတ်မြို့ကိုပုံကျဲတိုက်ခိုက်လာတာဖြစ်ပါတယ်တရုတ်ရဲ့အစီအစဉ်နဲ့အခုနှစ်ဖေဖော်ဝါရီလမှ TNN နဲ့စောစုတို့ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးလာမယ့်ဩဂုတ်လမှလည်း TNN အနေနဲ့စိုးအုပ်စုတို့ထပ်မံတွေ့ဆုံဆွေးနွေးရမှာဖြစ်ပါတယ်။မြူသားမြေအစိုးရထိန်းချုပ်နယ်မြေဖြစ်တဲ့သခိုင်းတိုင်းပင်လယ်ဘူးမြို့ကိုစုပ်စုပုံကျဲလို့ကိုဝင်ဆောင်အမျိုးသမီးတဦးထိမှန်သေးဆုံးသွားတယ်လို့ပင်လယ်ဘူးမြို့ကန်တဦးကပြောပါရယ်ပြီးခဲ့တဲ့မေလာတရက်ညနေပိုင်းမှာမိတိလာလေးတက်စကန်ကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ပင်လယ်ဘူးမြို့မြောက်ချမ်းတောင်ကုန်းရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာပါစုပ်စုကျဲချတိုက်ခိုက်ခဲ့တဲ့ဘုံဟာတောင်ကုန်းရွာရဲ့တောတွင်းတနေရာမှာကြာရောက်ပေါက်ကွဲခဲ့ပြီး တော်ထဲပန်းသွားခုတဲ့ကိုဝင်ဆောင်အမျိုးသမီးထိမှန်သေဆုံးသွားတာလို့ဆိုပါရယ်ပင်လယ်ဘူးမြို့ကိုတော်လိုင်းအဖွဲ့တွေက2024ခုနှစ်အောက်တိုဘာလ10ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပင်လယ်ဘူးတနယ်လုံးစုစုမရှိတော့ဘဲတော်လိုင်းအင်အားစုတွေကထိန်းချုပ်ထားခဲ့တာဖြစ်ပါရယ်ဒီကိန်းနိုင်ရင်မြို့နယ်နေအိမ်တိန်ထဲမှာကနေမြို့နယ်အခြေဆိုင် B21 PDF တရင်မှုကိုဖိုးစီနဲ့ CDN ကျမ်းမာရေးဆရာမလေးမဆာနေဝင်းတို့နှစ်ဦးရဲ့ ရုံအလောင်းကိုတနက်ကြီတန်ရာတွေနဲ့တွေ့ခဲ့ရတယ်လို့ဒေသခံတွေက MP ကိုပြောပါရတယ်။ AB 30ရဲ့ည7:00နာရီဝန်းကျင်ကကျေးရွာမှာရှိတဲ့ CDN ကျမ်းမာရေးဆရာမလေးမဆာနေဝင်းရဲ့နေအိမ်ထဲမှာဆရာမလေးနဲ့ PDF တရင်မှုရဲ့အလောင်းကိုတွေ့ရှိခဲ့ရတာပါ။အခင်းဖြစ်ပွားချိန်အဲ့ဒီနေအိမ်ထဲမှာဆရာမလေးရဲ့အဖွားဖြစ်သူရှိနေပြီးဆရာမလေးကိုကိုဖိုးစီကတနက်နဲ့ပြစ်တက်ပြီးရတော့သူ့ကိုသူလည်းပြစ်တက်သွားတယ်လို့အဖွားရဲ့ပြောပြချက်ကိုဒေသခံတွေက MP ကိုပြန်လဲပြောပြပါရတယ်။ အခင်းဖြစ်ပွားရမှာအသုံးပြုတဲ့တနတ်အမျိုးအစားဟာဂျီ3အမျိုးအစားဖြစ်ပြီးကိုဖိုးစီရဲ့ရင်ဘတ်တက်တဲ့တစ်ချက်နန်းချောင်တဝိုက်မှာတစ်ချက်ဆီယာမာလေးရဲ့ရင်ဘတ်နဲ့ဥကောက်မှာတန်ရာတွေတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်အခင်းဖြစ်ပွားပြီးမကြမီတော်လိုင်းရင်အားစုတွေဘက်ကရင်မပင်မျိုးနဲ့တာဝန်ရှိသူတွေနဲ့အမျိုးသားညညရေးအစိုးရအယုံကြီးပြည်ထောင်စုဝန်ကြီးဌာနလောက်အောက်ခံရမမင်မျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖအဖွဲ့ဝင်တွေလာရောက်စစ်ဆေးခဲ့သလိုတိစုံသူတွေရဲ့ရုပ်အလောင်းကိုရမမင်ခရိုင်စေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်စစ်ကြက်ရယူသွားပြီးအဖြေကိုတော့ယနေ့အထိမသိရသေးဘူးလို့လည်းဒေသခံတွေကပြောပါရယ်။တေဆုံးသူ BD ရဲ့တရင်မှုကိုဖိုးစီဟာလက်နက်ကင်တိုက်ပွဲတွေမှာရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့ပြီးလုံဘော်ကိုင်မဲ့ဒေါ်လာရေးသမားတွေနဲ့တဟဆာဒဖြစ်ကလူချစ်လူကန်ပေါ်များသူဖြစ်တယ်လို့ကိုဖိုးစီနဲ့အတူတိုက်ပွဲဝင်ဖူးတဲ့ရဲဘော်တဦးက MFP ကိုပြောပါရယ်။ကိုဖိုးစီကဒေါ်လာရေးအပေါ်ယူသားသူဖြစ်ပြီးကိုရဲကိုတာတွေကိုသူဝက်နေထိုင်သူမှုဆီယာမာလေးနဲ့မြေတို့ပတ်သက်တာကိုတော့မသိရသေးဘူးလို့လည်းဆိုပါရယ်။ ရမမေခရိုင်ကနေမှာကနေမျိုးကလွဲလို့ကျေးရွာတွေကိုတော်လိုင်းအင်အားစုတွေကစိုးမိုးထိန်ချုပ်ထားတာပါ2024ခုနှစ်နိုဝင်ဘာလ၄ရက်ညအချိန်ကလည်းကနေမျိုးနဲ့ပညာရေးဘုတ်ဖွဲ့တာဝန်ခံဖြစ်သူအသက်40အရွယ်ဆရာဦးဝင်းထေဇနီးတဲ့နဲ့လာသားရွယ်တမင်းငယ်တို့ဟာကနေမျိုးနဲ့တပုံးကျေးရွာကနေအိမ်မှာမိသားစုလိုက်လှုပ်ကြံတပ်ဖြတ်ခံရပြီးဒီကနေ့အထိကျွလွန်သူတရက်ခံတွေကိုဖော်ထုတ်ဖန်ဆီးနိုင်တာမရှိသေးပါဘူး လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအတွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကြောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ